စရိစခွဲဆက်လူတပ်သမားနဲ့အေးအန်ရှိလူကြားကအားပြိုင်မှုတွေကိုရေကွန်ဆဲလူရှားစွာကြီးစုခံစားရမယ်။ Highway အမြီအားဟူကဲထမရုပ်ရှင်စကားဝင်တဲ့ကားကိုတင်ဆက်တော်ဖို့ရွေးချယ်ထားပါတယ်။ဘာကြောင့်စရိစလူတပ်သမားကမင်းကလေးတွေကိုပဲပြစ်မှတ်ထားပြီးတက်ဖြတ်နေခဲ့ရလဲ။ခွဲဆက်လူတပ်သမားကိုဘလူရီရှာဖေဖော်တိုတော်မလဲဆိုတာကိုကျွန်တော်တို့ကြီးစုခံစားလိုက်ကြပါ။အစီအစဉ်လေးမစရခင်ကျွန်တော်ရဲ့စကားရီကဲ channel လေးကို subscribe ပြုလို့အပ်တဲ့ subscribe ပြုလို့ထပ်ပြီး comment လေးကိုနှိပ်ထားဖို့အရင်တောင်းဆိုလိုက်ပါရစေ။ ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ရုပ်ရှင်စကားကောင်းတွေကိုသဘောကျနှစ်သက်တဲ့ဆိုရင် VPN လေးကိုဖွင့်ထားပြီးတော့ကြည့်ချူအားပေးကြဖို့တဲ့မြစ်တာရက်ခန့်အပ်ပါရခင်ဗျာဆိုတော့အစီအစဉ်လေးကိုစရဲကြအောင်ပါဟိုက်ဒရိုဘက်မြို့ကြီးကစတိဇလူသက်သမားတယောက်ရဲ့လက်ထဲကိုကြောက်အောင်နေပြီးအပြင်းမဲ့တဲ့မျိုးသမီးတွေဟာစတိဇလူသက်သမားကြောင့်တေဆုံးခဲ့ကြရပါတယ်နေ့စဉ်နေ့တိုင်းမျိုးသမီးတွေကကြီးလက်ခြားစားနဲ့နေခဲ့ရပါတယ်လို့ဒေသနာတစ်ခုကလည်းထုတ်လင်းတင်ဆက်နေပါတယ်သူရဲ့နာမည်ကပီရှင်လို့ဖြစ်ပြီးတပ်ဖို့ဆရာတယောက်အနေနဲ့အတမွေးအကြောင်းပြုလေသူတယောက်ပါ ခီးသွားဖို့အတွက်ကင်မရာကိုဖွင့်ကြည့်လိုက်တဲ့အခါကင်မရာကပျောက်နေပြီးဘစ်လူကအိမ်ထဲမှာလှည့်ပတ်ရှာဖွေနေပါတယ်။နောက်တော့ညမဖြစ်သူရဲ့အမေဖြစ်သူနဲ့အဖဖြစ်သူတို့ကသူ့ရဲ့ကင်မရာနဲ့တစ်တော့ရိုက်နေကြတာကိုရှာတွေ့သားခဲ့ပါတယ်။တစ်တော့ရိုက်ပြီးရင်အထုပ်ပိုးတွေကူထည့်ပေးမယ်ဆိုကအဘေးရောရဲကြပြီးဘစ်လူကလည်းသူ့ရဲ့ကင်မရာနဲ့အသေးချာကိုရိုက်ပေးနေရပါတယ်။ ခဏကြာမှတငယ်ချင်းဖြစ်သူစာမုဒရာကကောင်းနေရချလာပြီးဝိရှ်နုကိုလာခေါ်တဲ့အခါဖြစ်စည်းတွေတည်လာပေးတဲ့မိသားစုဝင်တွေကိုသူတို့ပါလိုက်လာကြမယ်လို့စာမုဒရာကထင်မှတ်သွားခဲ့ပါတယ်။နင်တို့တွေဘယ်ကိုသွားမှလဲဆိုတာငါ့ကိုတိကျပြောတော့အောင်ငါသားကိုဘလို့မှမေးမရတော့အဲ့လိုအမေဖြစ်သူကမြင်ရတဲ့အခါကျွန်တော်တို့ကစုံနေတဲ့ချင်းတပုတ်ကိုဘက်ကလောမှာတွားရကြမလို့လေဒီတချင်းရပြီးသွားတာနဲ့အတော်သားကချက်ချင်းနဲ့ပဲကြီးသွားတော့မှလို့စာမူတန်ကပြန်နေဖြစ်စရိုက်ပါတယ်ဘက်စလူရကလည်းမိသားစုဝင်တွေကိုနှုတ်ဆက်ပြီးခေးဆက်လာခဲ့ကြပါတယ် တပတ်နန်ဒီပူဒီရွာကမွေးမြူရေးချက်ချန်ထဲမှာတူလစီဆိုတဲ့မေမေဆောင်လေးတယောက်ကစက်စာတွေလိုက်ကျွေးနေပါတယ်။အလုပ်ပြီးတော့တူလစီကအဆောင်ဘက်ကိုပြန်လာတဲ့အခါအလို့ရှင်တထေးကာစီကကားနဲ့ရောက်ချလာတာကြောင့်အမေဖြစ်သူကတူလစ်စီကိုအိမ်ထဲကိုအမြဲဝယ်ခန့်လိုက်ပါတယ်။ကာစီကမူမူယူယူနဲ့ရောက်လာကငသမီးကဘာလုံးကကိုရှောင်နေရတာနဲ့သူနဲ့လက်ထပ်ဖို့ဘယ်အချိန်နောက်ထိစောင့်ဆန်းနေရအောင်မလဲလို့ကာစီကမေးခွန်းထုတ်လိုက်တဲ့အခါဆရာကကျမတို့အတွက်အလောက်ကန်နဲ့အရေးအဝါသားတစ်ခုကိုပေးထားတယ်။ကျမတို့အတွက်ဆရာကမိသားစုဝင်တစ်ယောက်ပါပဲ ဘာလို့ကျမသမီးလေးနဲ့လက်ထပ်ချင်နေရလဲလို့အမေဖြစ်သူကပြန်လဲမေးမြန်းလိုက်ပါလေငါကကောက်လို့တမရဲ့သမီးနဲ့တော့အတူအိတ်ခွေမရှိဘူးလားလို့ပြောဆိုပြီးကာစီကအိမ်ထဲကိုတင်းဝင်ရလာခဲ့ပါလေတူလစီကိုဆွဲလိုက်ရလားလို့နေပြီးအမေဖြစ်သူကဝင်ရောက်တားဆီးပြလိုက်တော့တူလစီကတက်ချန်ထဲကိုဝင်ပြေးသွားခဲ့ပါလေကာစီကတက်ချန်ထဲမှာတဲတန်ရှောက်ပေးနေပြီးတူလစီကသူ့ကိုရှာမတွေ့အောင်ပုံအောင်နေရင်နောက်ဆုံးမှာဖမ်းမိသွားခဲ့ပါလေကာစီကတူလစီကိုအပြစ်ပတ်ခေါ်ထုတ်လာခဲ့ပြီးအမေဖြစ်သူကဝင်တားနေရင်ကာစီကိုတွန်းချမိသလိုဖြစ်သွားခဲ့ပါလေ အမေမျိုးသူကတူလစီအတွက်အဝတ်စားရထည့်ပေးနေပြီးစုသားသမီးအပတ်စံတွေကိုတူလစီရဲ့လက်ထဲထည့်ပေးလိုက်ပါတယ်။နေဒီကနေအများဆုံးချက်သွားလိုက်တော့ဒီနေ့တော့ငါနေကိုကေတင်နိုင်ခဲ့ပေမဲ့နောက်ရက်ဒီမှာကေတင်နိုင်မှာမဟုတ်ဘူး။သူတတိယမလာခင်အများဆုံးထွက်သွားလိုက်တော့နေရဲ့အဖေကအဖေမှာတက်ရှင်နေသေးတယ်။သူကငါတို့ကို ထားခဲ့ပြီးနောက်ရင်တော့ပြူသွားခဲ့တာ။အခုသူကမင်္ဂလောကမိရထားလိုက်မှာလွတ်လွတ်လပ်လပ်။သူ့စီကိုရအောင်သွားပါ။နေကိုသူကဆောက်ရှောက်ပေးနေမယ်။ ငါဘာနေနဲ့တူထပ်ပြင်းရင်ကာစီကငါတို့ကိုမြေတမ်းပြီးလက်ရှာလိမ့်မယ်လို့ပြောဆိုပြီးအမေဖြစ်သူကတမေဖြစ်သူသူရီစီကိုအရင်ဆုံးထပ်ပြင်းခိုင်းလိုက်ပါတယ်ဟိုင်ဒါဘတ်မြို့တနီယာမှာတော့ဆွန်လက်စစ်စေးမှုအာရှကဆက်ရုံတော့ကားတွေစုပ်ပစ်ထားတဲ့နေရာတစ်ခုမှာအလွတ်သမီးတယောက်ရဲ့ယောနာကိုကြီးစုစစ်စေးနေခဲ့ပါတယ်ကားဝေးရတချို့နဲ့တော်ရစ်ဆာစနစ်တို့ချောင်းကိုပဲရှာတွေ့တော့ခဲ့ကြပါတယ်သူမရဲ့မျိုးဝန်းတွေထဲမှာထားမများစွာသောအိမ်မက်တွေမက်ခက်လိမ့်မယ်မျိုးလုံးကိုတိတ်တဲ့ကတ်ထားတာကသူ့ရဲ့အမတ်သားတစ်ခုပဲ သူနှိမ့်ဆက်တင်တာတွေအားလုံးကိုသူကကာမရီကိုမြင်စေချင်နေခဲ့တာဒီကောင်ကသူများနာကျင်ခံစားနေရတာကိုတာယာနေတဲ့အောက်တန်းစားကောင်စားမျိုးပဲလို့စေးမှုအာရှကကော့ချက်ချပြောဆိုလိုက်ပါတယ်သူကလူတက်လိုက်တိုင်းဘာလို့တဲလစားတခုတောင်ချမ်းမထားခဲ့ရလဲလို့တရတော်တွေကမမြင်လိုက်တဲ့ခါရှင်တို့ကလူသက်သမားကိုမြောက်ပြပြောဆိုနေရပဲရှင်တို့ရဲ့ channel တွေကြည့်ရှုသူများလာဖို့အရေးမကြီးဖက်မြရေးတက်ဆက်မလေးပါနဲ့အဲ့ဒီစတေဇာလူသက်သမားကိုအများဆုံးဖန်ဆီးပြမယ်တဲ့ပြောဆိုပြီးအာရှကထွက်ခွာသွားခဲ့ပါတယ် တစ်ဖက်မှာလူသက်သမားကလူသက်တင်ကားထဲမှာလော့ထက်လူသက်မှုတစ်ခုကိုတက်ကျွလုံဖို့တွေပြင်ဆင်နေခဲ့ပါတယ်။ညဘက်ကိုရောက်တော့လူသက်သမားကကုန်တိုင်းတစ်ခုအတွင်းကကားပါကင်မှာအမဲလိုက်ရမဲ့တားကောင်ကိုခြားမားလေခဲ့ပါတယ်။နောက်တော့အမျိုးသမီးတယောက်ကဈေးဝယ်ပြီးအထုပ်နေတဲ့ထွက်လာတဲ့အခါလူသက်သမားကအမျိုးသမီးရဲ့ကားဘေးမှာအသားရောင်ဝယ်ရလိုက်ပါတယ်။ကားထဲကိုဝင်တော့မဲ့အမျိုးသမီးကိုလူသက်သမားကမေးစင်းနဲ့အုပ်ပြီးလူသက်တင်ကားနဲ့ခေါ်ဆောင်သွားခဲ့ပါတယ်။လန်ဒီပူဒီဘတ်စကားကဲမှာတော့တူလစီကမက်ဂလောဘိုသွားပြီးဘတ်စကားရှိလာလို့မေးမြန်းကြည့်တဲ့အခါ တိုက်ရိုက်ကမထက်တာကြောင့်ဘီဂျေးဝါဒါကလည်းပြောင်းစီရမှာဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်ဘစ်နူတို့ကလည်းဘီဂျေးဝါဒါအဝေးပြေးလမ်းမကြီးပေါ်ကနေမောင်းနေတာနေပြီးအာနာမူယူရဲ့ဒံပေါက်ကလည်းမကြီးတာကြောင့်ဝေစားကြဖို့အတွက်ဆာမူဒရာဟာစီယုံတင်းတင်းပြောဆိုလိုက်တော့ဘစ်နူကလည်းသဘောတူလက်ခံလိုက်ပါတယ်အခဲပြပွားခဲ့တဲ့ကုန်တိုက်ကိုစုံစမ်းစစ်ဆေးမှုအာရှကရောက်ချလာကအခြေအနေတွေကိုလေ့လာကဲခတ်ကြည့်လိုက်ပြီးမေးမြန်းကြည့်တဲ့အခါနင်းနာသူအမျိုးသမီးကအသက်20နှစ်အရွယ်စာဟီတီအင်ဂျင်နီယာအကြောင်းသူတယောက်ပဲ အကဲပြခဲ့တဲ့နေရာမှာသူမရဲ့ဖုန်းကိုရှာတွေ့ခဲ့ပြီး CCTV ကင်မရာတွေကအတွင်းထဲမှာပဲမှတ်တမ်းတင်ထားလား။ကားပါကင်မာတော့ CCTV တွေရှိမနေဘူး။ဒီလိုရဲရရှိကရှင်းပြပြဆိုလိုက်ပါလိမ့်။လူတို့ရေးတွေကလည်းရှိမနေတာကြောင့်အာရှာကမင်းကုန်းထွက်လာပြီးစလိမတော်ရနေရာမှာတော်လဆစတိတို့တို့ကိုတွေ့ရှိသွားကသူတို့လိုက်ရှာနေခဲ့တဲ့စစ်စစ်ခွဲဆက်လူသားသမားရဲ့လက်ချက်ဖြစ်နေကြောင်းသိရှိသွားခဲ့ပါလိမ့်။လူတသမားကမိကလေးကိုတပ်ဖြစ်ဖို့အတွက်နေရာကောင်းတစ်ခုကိုရှာဖွေပြီးနောက်ဆုံးမှာတော့ဂိုဒေါအဟောင်းတလုံးထဲမှာကားကိုဝင်ရလိုက်ပါတယ် အနောက်တကားကိုဖိလိုက်ပြီးလူလာတင်စင်ကိုအောက်ကိုဆွဲချလိုက်ပါရင်ငငယ်လေးနေမယ်ဆိုရင်တော့အိမ်မမြန်ပြန်ရောက်နေမယ်မဟုတ်ရင်မင်းရဲ့အဖေနဲ့အမေကိုဒီတသက်ပြန်တွေ့ခွင့်ရတော့မှာမဟုတ်ဘူးလို့ပြောဆိုပြီးလူသားသမားကအင်ကြီးတွေကိုကကြည့်နဲ့ညှက်ပြလိုက်ပါရင်အဲ့ဒီချိန်နီးနားမှာအိပ်ဖြော်နေတဲ့ဖိုးကြီးကကားရဲ့သက်တမ်းကိုကြားတော့ခဲ့ပြီးလိုင်းဆစ်စစ်တဲ့အခါအဝေးအစားတွေကင်းမဲ့နေခဲ့တဲ့မြို့သူကြီးကိုတိတ်မြင်သွားခဲ့ပါရင် အဖိုးကြီးကသူ့ရဲ့ပွားတဲ့ခန္ဓာကိုယ်ကိုဖက်ပေးလိုက်ပြီးမိန်းကလေးကအဖိုးကြီးကိုတရေလှမ်းပေးဖို့ကြိုးစားနေပေမယ့်လူသားသမားကအဖိုးကြီးကိုအနောက်ကနေဓာတ်ရဲထိုးချပြစ်လိုက်ပါလေ။နောက်ထပ်လူသားသမားကမိန်းကလေးကိုကားပေါ်ပြန်လှိုက်ပြီးဂူတော်အဟောင်းကြီးတွေကနေပြန်လှထွက်ခွာသွားခဲ့ပါလေ။ဒူလစီလိုက်ပါလာခဲ့တဲ့ဘတ်ကားကဂျာရာတာဘာကိုရောက်တော့ထမင်းစားခဏနားတဲ့အခါဒူလစီတဲ့သူ့အထုပ်လေးကိုပိုက်ပြီးအပေါ်ပေါက်သွားဖို့တဲ့အင်နာတဲကိုဝင်သွားခဲ့ပါလေ။ နားလေးနေတဲ့တန်ရှင်ရဲ့တော်ကြီးကအိလာတကားတွေကိုတေချာမစစ်စစ်ပဲဘယ်သူမှမရှိတော့ဘူးထင်တဲ့တကားတွေကိုအပြင်ကနေလွှတ်ချပြီးထပ်သွားခဲ့ပါတယ်။ခီးတဲ့တွေကစားတော့ပြီးသွားကြတော့ဘတ်ကားကလည်းထွက်ခွာသွားခဲ့ပြီးဒူလစီကအိလာထဲမှာအခြေတော်ကြံကြောင်းပြိမိနေခဲ့ပါတယ်။မိန်းကလေးတယောက်ကတကားလာဖေးပေးတဲ့အခါမှာဒူလစီကအပြင်ကိုထွက်ခွာရသွားခဲ့ပါတယ်။ဆိုင်ပြင်ကိုရောက်တော့ဘတ်ကားကထွက်သွားခဲ့ပြီးကုရမဲကရမဲဖြစ်နေတဲ့ဒူလစီကိုကုံကားမောင်းသမားကဤသက်တွေပြောဆိုနေပါတယ်။ အဲ့ဒီအချိန်ဂျာယာဆိုတဲ့မျိုးသမီးကရောက်ချလာကသူရဲ့ကောင်းဝင်လို့ပြီးသူရဲ့စီးကိုကယ်တင်သွားခဲ့ပါတယ်။ဂျာရာကအကျိုးကြောင့်မမြတ်ကြည့်တဲ့အခါသူရဲ့စီးကသူ့အခက်ခဲတွေကိုရင်ဖွင့်ပြောဆိုလိုက်တော့လောလောဆယ်ဘတ်စကားတွေမရှိသေးတာကြောင့်သူ့ရဲ့ဆိုင်မှာပဲအေးဆေးနားယူခဲ့ရပါတယ်။စစ်စေးရေးမှူးအာရှကဂိုရာဟောဘတ်ကိုရောက်လာခဲ့ပြီးအဖိုးကြီးတယောက်ကအသက်ခံရတဲ့အကြောင်းသိရှိသွားခဲ့ပါတယ်။အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာနဂတ်တစ်ဖက်ကိုရှောင်ပြေးသွားခဲ့ပြီးမိန်းကလေးရဲ့အမေဖြစ်သူကိုအတီးပြုခန့်ရပါတယ်။ကားမင်းရအကွာအဝေးကိုကြည့်ရတာတော့ကားကပုံမှန်ထက်ကြီးပုံရတယ် ပြီးတော့ကားဘေးနောက်မှာ TR ရှိနေတာဆိုတော့အလောက်တကားဖွင့်လို့ရတဲ့ဘင်္ဂါတစီဖြစ်နေတယ်။ဒီကလူကမိန်းကလေးကိုကူညီဖို့စူးစမ်းနေရင်အသက်ခံခဲ့ရတဲ့ပုံစံပဲ။မိန်းကလေးကအသက်ရှင်နိုင်သေးတယ်။ဒါတော့မှအခြေသိပ်မရှိတော့ဘူး။လူအင်အားသဝိရှောက်ဖင်မှုတွေလုပ်ဆောင်ရမယ်။မျိုးပြင်ကတိုးကိတ်မှန်သမျှကိုတရားစစ်ဆေးကြဖို့တဲ့အမေပြလိုက်ပါတယ်လို့အာရှာကညွှန်ကြားလိုက်ပါတယ်။ရဲအားရှိတွေကကားတစီချင်းစီကိုတရားစစ်ဆေးနေပြီးလူသားသမားကလူလာနေငါ့ကိုမောင်းနေလာကအချက်ပြမျိုးကိုဖွင့်လိုက်တော့စစ်ဆေးကိတ်တွေကလည်းအေးဆေးကြော်ဖြတ်ခွေရရှိသွားခဲ့ပါတယ်။ တဖက်မှာပစ္စတူရိုကားကရုတ်တရက်ထွေးရက်သွားခဲ့တာကြောင့်ကားဘောနက်ဖုံးကိုခက်တီတီနဲ့ဖွင့်လိုက်တော့မင်းကကားထဲပြင်တက်တာပဲလားလို့ဆာမူဒန်က မင်းကိုထွက်လိုက်တဲ့အခါမပြင်ထက်ပါဘူးရုပ်ရှင်ထဲမှာဆိုရင် ကားပြင်ဒီလိုပဲဖွင့်နေကြမလို့ငါကဖွင့်လိုက်တာလို့ပစ္စတူကတင်လေးပြောဆိုလိုက်ပါတယ်မင်းကသာယုံစားမိလို့ကတော့ဒီညတော့လက်မမအေးရတော့တယ်လို့ဆာမူဒန်ကပြောဆိုလိုက်တဲ့အခါတိတ်လဲစိုးရိမ်မနေပါနဲ့ငါရဲ့တော့ဂျာရာရဲ့စားတော့ဆိုင်ကဒီရဲ့လမ်းကြောင်းပေါ်မှာပဲရှိနေတာ၃ကီလိုမီတာလောက်ပဲနေရတယ်လို့ပစ္စတူကပြောဆိုလိုက်ပါတယ် တစ်ဖက်မှာတော့လူသက်သမားကမိန်းကလေးကိုမြို့ပြင်ကောက်ထုတ်သွားခဲ့ပြီးသွေးတွေမပြေအောင်ပလတ်စတစ်ကိုခန္ဓာကိုယ်ပေါ်မှာဆွတ်ချလိုက်ပါတယ်။နောက်တော့လူသက်သမားကမိန်းကလေးရဲ့မျက်လုံးတွေကိုတိတ်နဲ့ကတ်ထားလိုက်ပြီးသူမရဲ့ရင်ဘတ်ကိုအရင်ဆုံးလှိဖြက်ပစ်လိုက်ကမိန်းကလေးကိုအချက်ပေါင်းများစွာစက်တိုက်လှိဖြက်ပစ်လိုက်ပါတယ်။စိတ်ကြတက်ပြတ်ပြီးတော့အဲ့ဒီလူသက်သမားကအဝေးပြေးလမ်းမပေါ်ကတက်ခုတ်ကမှာအခန်းတစ်ခန်းကိုကားရဲလိုက်ပါတယ်။မန်နေဂျာဖြစ်သူကာချာကစာအုပ်မှာနာမည်နဲ့နံပါတ်ရေးထိုးခိုင်းလိုက်ပြီးပစံကိုထိုးပစ်လိုက်တော့ကာချာကအခန်းတစ်ခန်းကိုထိုးပစ်လိုက်ပါတယ်။ ရတနေမိုးလင်းတော့တူတစီကစသက်ဆိုင်လေးကိုဝင်လာတဲ့မိသားစုတစ်ခုကိုအားကျတဲ့မျိုးအနေနဲ့ငင်းဝေါ်ချစ်ရှုနေပါရယ်ခင်လာကြမှာဘစ်တူတို့ကလည်းကားပြန်ပြီးသွားခဲ့ပြီးဂျာရာရဲ့စသက်ဆိုင်ကိုရောက်လာခဲ့ကြပါတယ်ဆာမူတရန်ကဘစ်တူရဲ့အတော်ဖြစ်သူကိုမောက်ချူတွေပေးပြီးဖုန်ကြောင်းနေပါတယ်ဂျာရာကဘယ်ကိုတောင်းလို့လဲလို့မေးမြန်းလိုက်တဲ့အခါဆာမူတရန်ကအကျိုးကြောင့်ရှင်းပြပြောဆိုလိုက်ပါတယ်နေနိုးကဘန်ဂလောကိုတောင်းပါဆိုတော့တူတစီကိုပါခေါ်တင်သွားလိုက်သူကမန်ဂလောကိုတောင်းရမှာမင်းညာတော်ကခီးတစ်ထောင်နားနေရင်ဘတ်စကားလွတ်သွားခဲ့လို့ ူကဒီမှာတောင်းတင်နေတာလို့ဂျာရာကရှင်းပြလိုက်တော့ဆာဝူတန်ကကာမတန်အထိလိုက်ပို့ပေးဖို့တဲ့သဘောတူလက်ခံလိုက်ပါတယ်။ဂျာရာကတူလက်စီကိုဗစ်စနူနဲ့မိတ်ဆက်ပေးလိုက်ပြီးဆစ်ချလက်ချလိုက်တော်လို့ရကြောင်းပြောဆိုလိုက်ပါတယ်။လူသားတူကချောင်းသားမှာမျက်နှာတင်နေရင်မိတ်ကလေးရဲ့ယူသားကိုရှာတွေ့သားခဲ့ပြီးယက်စကန်ကိုတရင်လှမ်းပို့လိုက်ပါတယ်။ကျကျင်းဆိုတော့ပဲစုံစမ်းစစ်ဆေးမှုအာရှတို့ကအခဲပြပွားခဲ့တဲ့နေရာကိုရောက်ချလာကစုံစမ်းစစ်ဆေးမှုတွေလုံဆောင်နေခဲ့ကြပါတယ်။ဒီနေရာကိုလာဖို့အတွက်ဂါချီဘိုတိုးကေကိုတိကျပါဖြစ်ရနေပြီ အဲ့တော့တိုးကိတ်ကိုသွားပြီးမလက်တနာရီခွဲကြားကလေ၃နာရီတည်းဖြတ်သန်းသွားလာခဲ့တဲ့မတော်ရင်တွေကိုတရားစစ်ဆေးခဲ့ပါလို့အာရှကရေမင်မျိုးသမီးကိုတောင်းရပေးရတယ်ပါလူသက်ခဲ့တဲ့အချိန်ကမလက်တနာရီခွဲလောက်ကဖြစ်ခဲ့တယ်ဆိုရင်ဒီကိုရလာဖို့အတွက်နိုင်ဝက်တော်တော်အချိန်ပေးရမယ်အဲ့ဒီကောင်ကကောင်မလေးကိုတက်ဖြတ်ပြီးမလက်၃နာရီခွဲတော့မှဒီကလေးတက်ထွက်သွားတော့တယ်သူကမြို့ထဲကိုပြန်ဝင်လာမှမဟုတ်ဘူးအဲ့တော့သူကတေချာပေါ့ highway အဝေးပြေးလမ်းမပေါ်မှာရှိနေနေပဲသူကငါတို့ရဲ့အနီးဆုံးကိုရလာပြီး ပြီးတော့ဒီရဲ့ကော်ပါလေးတည်ဆုံမှုကိုမီဒီယာတွေမသိစင်နေအောင်ငါတို့ရဲ့သူ့ကိုဖမ်းမိတော့မှာပါလို့အရှာကကောက်ချက်ချပြောစတယ်ပါလေ။ဆာမူထွန်းကကားကိုမောင်းနေလာခဲ့ပြီးတူလစီကတလန်လုံးဘာစကားတစ်ခုမှမပြောတာကြောင့်ဘစ်နုကလွတ်လွတ်လပ်လပ်စကားပြောလို့ရကြောင်ပြောဆိုပြီးသစ်ကိုသူမိတ်ဆက်လိုက်ကသူ့အကြောင်းတွေကိုရှင်းပြပြောဆိုနေပါလေ။တူလစီလည်းသူမရဲ့ဘဝစကားကိုရင်ဖွင့်ပြောဆိုလိုက်တော့ဘစ်နုကတနာကိူနာတက်မိစားခဲ့ပါလေ။ ာရှာတို့ကအဝေးပြေးလမ်းမပေါ်မှာလက်ဖက်ကြည့်ရှုနေရင် လမ်းမအပေးမှာရှိနေခဲ့တဲ့တက်ခုကန်တစ်ခုကိုသတိပြုမိသွားခဲ့ပြီးအထဲမှာစုံစမ်းမေးမြန်းကြည့်တဲ့အခါမန်နေဂျာဖြစ်သူကပြဿနာတက်မှာကိုစိုးရိမ်နေပြီးချက်ချော့လက်လက်နဲ့ဈေးစာကိုထုတ်ပြန်လိုက်ပါလိမ့်။ဘေးနုံစီမှာစုစုပေါင်းအခန်းကရှစ်ခန်းရှိတယ်လို့ပြောခဲ့ရနော်။တုံးကမ်းမဲ့လူရှိနေတာဆိုရင်ဘာလို့အခန်းတော့ကလေးချောင်းပဲမဲမမရှိနေရလဲလို့အာရှာကမေးခွန်းထွက်တဲ့အခါကျွန်တော်အဲ့ဒီလူကိုစာအုပ်မှာတိကျလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ သူကဒီတိုင်းဝင်နေနေတာလို့မန်နေဂျာဖြစ်သူကရှင်းပြပေးဆိုလိုက်ပြီးအခန်းကိုလိုက်ပြလိုက်ပါလိမ့်အခန်းထဲကိုအာရှာတို့ကစီးနေဝင်ရောက်လာတဲ့အခါဘဒူးမအရှိမရာကိုသိရှိသွားခဲ့ပြီးပုံကျန်းသမားကိုခေါ်ပြီးပုံကျန်းရင်းဆဲဖို့တဲ့ဆုံးဖြတ်ချက်ချလိုက်ပါလိမ့်လူသက်သမားကအဝေးပြေးလမ်းမှာချီတိုင်မောင်းနေနေပြီးလပည့်အဆိုင်ရှင်းမှာမြို့သမီးတယောက်ကိုလမ်းမြင်လိုက်ပြီးဆိုင်ထဲကိုဝင်လာတဲ့အခါကောင်လေးတယောက်ကထွက်လာကအမဖြစ်သူရဲ့စီးရဆပကန်းလေးကိုကူဆေးပေးနေပါလိမ့် အမားဖြစ်သူကအိမ်ထဲမှာလက်ဖက်ရည်ဝေပြောပင်းနေပြီးလူသားသမားကကောင်းလေးကိုပတ်ဆက်ထုတ်ပေးတဲ့ကသူနဲ့အတူကားမင်းလေးပြေးကိုပြုစုပြီးကောထုတ်သွားခဲ့ပါတယ်။နောက်တော့လူသားသမားကလက်ဖက်ရည်ကိုလှမ်းယူလိုက်ပြီးအဲ့ဒီအမျိုးသမီးကိုခေါင်းစာချေစုံတိစားဆက်ကြည့်နေပါတယ်။ဖန်းခေါ်သွားဖို့ဟန်ပြင်းနေရင်အဖေဖြစ်သူကဆိုင်ငယ်နဲ့အပြင်ကနေပြောင်းလာတာကြောင့်လူသားသမားလည်းမမြင်ကိုရမှာပုန်းအောင်နေပြီးကားနဲ့ပြတ်ထွက်သွားခဲ့ပါတယ်။နောက်တော့အာရှာကလူသားသမားကိုအများဆုံးဖမ်းမိဖို့အတွက်တွေးတောစဉ်းစားနေရင်အကြံတစ်ခုရသောကရဲဘေးအမျိုးသမီးကိုဖုန်းနဲ့ခေါ်လိုက်ပါတယ်။ လူသားမှုဖြစ်ပွားခဲ့တဲ့နေ့ကတိုးခေကိုဖြစ်သွားတဲ့ရင်းနေတဲ့မှာအခါ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 ဖြစ်သန်းသွားလာခဲ့တဲ့ရင်ကိုတွေ့ရတယ်ငါ့ကိုလှမ်းအကြောင်းကြားပြပါလို့အာရှာကညွှန်ကြားလိုက်ပါတယ်ဘစ်စနူတို့ကခီးတစ်ဆောင်နားတော့တူလစီကိုလက်ဖက်ရည်တစ်ခွက်ဝဲတက်လိုက်ပါတယ်ဆာမူတွန်ကတော့ဘန်ဂလောကိုအချင်းမီမရောက်ပါကိုစိုးရိမ်နေပါတယ်နော်ရီဘန်ဂလောကိုမတော့ခင်တူလစီကိုခေါ်ပြီးဂီးလိုလေးတစ်ခုကိုစိတ်ပြက်လက်ပြခဏသွားရအောင်မန်ဂလောကိုရောက်ရင်တော့ဘလို့ချင်းနေမျိုးကိုသူရင်ဆိုင်ရမလဲဆိုတာနော်ရီမသိဘူးလေ အဲ့တော့ငါတို့တို့ရှိနေတော့ပျော်စရာလေးတွေဖန်လေးပေးကြရအောင်လို့ဘစ်တူးကပြောဆိုလိုက်တော့ဆာမူတန်နဲ့ဘစ်တူးရဲ့ဂျန်စီကိုသဘောတူလက်ခံလိုက်ပါတယ်။ရှုခင်းလာတဲ့နေရာတစ်ခုကိုဘစ်တူးကခီးထွက်လာခဲ့ကြပြီးတိုးရော့သားကဂရှင်ဝေယာခိုက်တံလေးတွေကိုအတူကုံဆုံးဖြစ်နေခဲ့ကြပါတယ်။ဘစ်နူးနဲ့တူလက်စီတို့ကတဖြည်းဖြည်းရင်းနှီးလာခဲ့ကြပြီးဘစ်နူးကတူလက်စီပေါ်တိုင်ယွန်စင်တွေပူပြီးတိုးပါလာခဲ့ပါတယ်။တစ်ဖက်မှာတော့စစင်းမှုအာရှာတို့က highway လမ်းမပေါ်ကလက်ဖက်ရည်ဆိုင်ကိုရောက်လာတဲ့အခါကောင်လေးတယောက်ကအသက်ခံရတဲ့အကြောင်းသိရှိသွားခဲ့ပါတယ်။ နောက်တော့လူသက်သမားရဲ့ပုံညာကထွက်လာခဲ့ပြီးကောင်လေးရဲ့အမားဖြစ်သူကိုပုံညာကိုပြသပြီးအတီးပြခန်းတဲ့ကဟုတ်မှန်ကြောင့်အတီးပြပေးလိုက်ပါလိမ့်။အဲဒီကောင်ကကောင်မလေးကိုတတ်ဖို့အတွက်သူ့ရဲ့မောင်ဖြစ်သူကိုရှင်းထုတ်ပြလိုက်တာပဲ။သူ့ရဲ့သားကောင်ရှာလို့ကရန်ကိုမြင့်တက်လာနေပြီ။ဘာလို့ဒီသူ့ကိုအများဆုံးတားဆီးရမယ်လို့အာရှာကပြောဆိုနေပါလိမ့်။ဘစ်လူးကသူ့ကင်မရာနဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုတူလစီကိုပြသနေပါလိမ့်။ဘတ်ကားကိတ်ကို ရောက်ဖို့အတွက်ကီလိုမီတာနိုင်ငယ်ပဲလိုရတာကြောင့်မစ္စတူနဲ့တူလက်စီတို့ကခွဲခွာရတော့ပါဖြစ်တာကြောင့်ဝမ်းနဲ့ကြည်ခွဲသွားခဲ့ကြပါလိမ့် ဘတ်ကားကိတ်ကိုရောက်တော့အပြင်မှာအနေရရမ်းများတာကြောင့်မစ္စတူးကသူတို့နဲ့အတူဘက်ကလောကိုလိုက်လာခဲ့ဖို့တဲ့ပြောဆိုလိုက်တဲ့အခါကျမဘဝမှာအဖေကိုတခါမှမမြင်ဘူးခဲ့ဘူးသူအသက်ရှင်နေတဲ့ဆိုတော့ကျမမသိခဲ့ဘူးအိမ်ကနေထွက်လာကလေးကနေဒုက္ခတွေနဲ့ကြုံတွေ့နေရတာထပ်ပြီးကြံ့ညာနေအောင်မယ်ဆိုရင်အဖေကိုမတွေ့ရရမှာကိုစိုးရိမ်နေတာလို့သူတစီကပြန်လည်းပြောဆိုလိုက်ပါတယ်မစ္စတူးကလည်းတားမရတဲ့ဆိုဘတ်ကားပေါ်ကိုသူကိုယ်တိုင်လိုက်ပို့ပေးလိုက်ပြီးစာမုတ်တန်စီကလည်းဖုန်းတော်ကိုတားယူကသူလည်းစီရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ် ဒီရဲ့ဖုန်းထဲမှာငါဖုန်းနဲ့ပဲရှိတယ်အရေးကြောင် တစ်ခုခုရှိရင်ငါစီကိုလှမ်းပေးဆက်တက်လိုက်ဘန်ကလောက်ကိုရောက်လာရင်လည်းဖုန်းဆက်လိုက်ပါလို့ပြဆိုပြီးဘစ်နုကထွက်ခွာသွားခဲ့ပါတယ်သူစီကတယောက်တည်းဖြစ်သွားခဲ့တဲ့ကြောင့်ဘတ်စကားပေါ်မှာအားရပါရငိုချဖြစ်နေပါတယ်ဘစ်နုရဲ့စိတ်ထဲမှာတော့မတင်မကျဖြစ်နေပြီးဓာတ်ပုံရိုက်ပြီးတာနဲ့မကလောက်ကိုလိုက်သွားချမယ်လို့ဆာမူတန်ကအပြင်းသက်တည်ပြလိုက်ပါတယ်ဘတ်စကားကစတန်နိုလို့မရတော့တာကြောင့်ဂီသရီကိုလုံးကိုအောက်ဆက်ခတ်လိုက်တဲ့အခါဂီသရီကိုလုံးကထွက်ခွာသွားခဲ့ကြပါတယ် သူလစီလည်းပါဆက်လို့ရမယ်မသိရနဲ့ဘစ်တူးစီကိုဖုန်းနဲ့ဆက်ကြည့်နေပေမဲ့ဘလို့မှခွန်မရဖြစ်နေပါတယ်။အဲ့ဒီအချိန်လူသက်သမားကလည်းသူ့ရဲ့တာကကိုရှောက်ဖွေနေပြီးသူလစီကိုလှမ်းပြန်သားခဲ့ပါတယ်။လိုင်းမီတဲ့နေရာကိုရောက်တော့ဘစ်တူးရဲ့ဖုန်းကလိုင်းပြန်ပွင့်လာခဲ့ပြီးသူလစီကဖုန်းနဲ့ဇက်တိုက်ခေါ်ဆိုထားကြောင်းသိရှိသွားခဲ့ပါတယ်။သူလစီရဲ့ဖုန်းကိုပြန်ခေါ်ကြည့်တဲ့အခါဘလို့မှခွန်မရဖြစ်နေခဲ့ပြီးဘစ်နူးကစိုးရိမ်ပူပန်သွားခဲ့ပါတယ်။ဆာမူဒွန်ကသူ့ကိုလမ်းမပထားခဲ့ဖို့ပြောဆိုပြီးသူလစီစီကိုအမြန်ဆုံးပြန်သွားခိုင်းနေပါတယ်။ ပစ်တူးကလည်းဘတ်စကားကေးဘက်ကိုကားနဲ့တော်ရက်ထွက်လာခဲ့ပြီးကားပေါ်မှာလဲလံရှာဖွေကြည့်တဲ့အခါသူလက်စည်းကပြောက်နေကြောင်းသိရှိသွားခဲ့ပါလိမ့်။အနီးနားမှာထိုင်နေတဲ့ဦးလေးကြီးကိုမေးမြန်းကြည့်တဲ့အခါအဲ့ဒီကောင်မလေးကငါးစီကိုရောက်လာခဲ့တယ်လေ။နောက်တော့ကုန်ကားမောင်းသမားတယောက်ရောက်လာပြီးသူ့ကိုတင်ခေါ်သွားခဲ့တယ်လို့ရှင်းပြပြဆက်လိုက်ပါလိမ့်။ချက်ချင်းဆိုသလိုပဲပစ်တူးလည်းကုန်ကားမောင်းသမားရဲ့နောက်ကိုလိုက်သွားခဲ့ပါလိမ့်။ကုန်ကားမောင်းသမားက highway လမ်းမပေါ်ကနေမောင်းနေနေတာမဟုတ်ပဲတောလမ်းထဲကိုကွပ်ဝင်သွားခဲ့တော့သူလက်စည်းလည်းကြောက်လန့်သွားခဲ့ပြီးမိကုန်းနဲ့ဆက်တိုက်မေးမြန်းနေခဲ့ပါလိမ့်။ တော်လန်တနေရာမှာကားကိုရက်ချပြလိုက်ပြီးကာသမာကတူလစီကိုဒီကဘာကြီးကဘာလို့ခေါ်တယ်ကြိုးစားနေခဲ့ပါတယ်တူလစီကကားဘကနေပြေးဆင်းလာခဲ့ပြီးဘစ်တူးစီကိုဖုတ်ခေါ်လိုက်ပါတယ်ကျမကိုအမြင်လာခဲ့ပါဦးပြောင်းခင်းလဲကိုရောက်နေတာလို့တူလစီကပြောဆိုနေရင်ကာသမာကဖုတ်ဖို့ရက်ချပြလိုက်တာကြောင့်အဆက်တွေကပြတ်တောက်သွားခဲ့ပါတယ်ကာသမာကတူလစီကိုရုံမှာဝေချန်စီနေပြီးဖက်ပြေးဖို့ကြိုးစားနေရာကြောင့်ကာသမာကအတင်းချက်ဖမ်းထားလိုက်ပါတယ်အဲ့ဒီအချိန်မှာလူသက်သမားကလောက်ကနေရောက်ချလာတာကကာသမားရဲ့ခေါင်းကိုတင်သားကြောင့်နဲ့အားရပါရဲ့ရက်ချပြလိုက်ပါတယ် ကာသမားကမြေကြီးပေါ်လဲကျသွားခဲ့ပြီးလူသားသမားကသူ့ရဲ့ဒူလာတင်ကားနဲ့တူရစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ပြောင်းခင်းတဲ့ကိုဖစ်တူးကရောက်လာတော့ကာသမားကိုပဲရှာတွေ့သွားကတူရစီကဖေမာလဲလို့စတက်ရဲနေပြီးမင်းမြနေခဲ့ပါတယ်။လူတယောက်ကရောက်လာပြီးသူ့ကိုခေါ်သွားခဲ့တာ။သူကကျွန်တော်ကိုလည်းရိုက်ခဲ့သေးတယ်လို့ကာသမားကရှင်းပြပြဆိုတဲ့အခါသူကမင်းကိုယုံကြည်ပြီးထိုင်လာခဲ့တာမလား။မင်းတို့ကောင်မျိုးကိုအလိုမပေးသေးဘူးလို့ပြောဆိုပြီးဖစ်တူးကကားနဲ့တင်ခေါ်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ထိန်းချုပ်ခန်းကနေရဲမေမျိုးသမီးကစစေးမှုအာရှစီကိုဖုန်းခေါ်လာပါတယ်။ လူသမားကလူတက်ပြီးတော့ဘာလို့ပြက်ပြောက်သွားခဲ့ရလဲဆိုတာကိုကျမတို့သိလိုက်ရပြီ။ဘာလို့လဲဆိုတော့သူကလူလာတင်ကားကိုတုံ့ပြုခဲ့တာကြောင့်ကျမတို့မျက်စိရောက်ကနေပျောက်နေခဲ့တာ။သူ့မျက်နှာကိုတော့ CCTV ကနေရှင်းရှင်းလင်းလင်းဖမ်းမိနိုင်ခဲ့ဘူး။ပြီးတော့သူကနံပါတ်ပြအတုတွေကိုတုံ့ပြုခဲ့တာဆိုတော့ခြေအားခံနိုင်မှုခက်ခဲနေတာလို့ရဲမင်းမျိုးသမီးကရှင်းပြပေးဆိုတဲ့တော့အာရှာကရရှိထားတဲ့ချက်လက်တွေကိုပဲသူ့စီလမ်းဖို့ခံရပါလိမ့်။နေကသူနဲ့ဘာလို့လိုက်သွားခဲ့ရလဲ။ဘဲကိုသွားမလို့လဲ။အဲလိုလူသက်သမားကမေးမြန်းလိုက်တဲ့အခါ ကျမမှာအချရွေးချယ်စရာမရှိတော့လို့ပါ မင်္ဂလာမရှိနေတဲ့ကျမရဲ့ဖေကိုတောင်းတပြီလို့ပါလို့တူလစီကတူချာရှင်းပြပြဆွေးလိုက်ပါလိလူတသမားကသူ့နာမည်ကဓာတ်ရွှေကြောင်းသူ့ကိုယ်သူပေးဆက်လိုက်ပါလိဘစ်တူကကာသမားကိုဖမ်းခေါ်လာခဲ့ပြီးစစ်စေးကိတ်ကိုရောက်တဲ့အခါဆရာဒီရဲ့လူကမိန်းလေးတယောက်ကိုအာရမပြုချင်းမှုတဲ့စူးစမ်းခဲ့ပါတယ်ပြီးတော့လူနာတင်ကားဒရိုက်ဘာကကောင်းကလေးကိုကတင်သွားခဲ့ပါတယ်လို့ဘစ်တူကရှင်းပြပြဆွေးလိုက်ပြီးဟေးအရှူရီစီကိုလှည့်ပြောင်းပြလိုက်ပါတယ် နောက်တော့စကားပြောဆက်ကနေရေရရှိတယောက်ကတင်းပြပို့လာပါတယ်ဟိုက်ဒရာဘတ်ကဂွင်းဆက်သူတလမဖြစ်နေတန်ရရှိသူတယောက်ကလူလာတဲ့ငားနဲ့လက်ပတ်ပြီးတော်လာနေပါတယ်တန်ရရှိပဲလူလာတဲ့ငားကိုတွေ့ရှိလာနဲ့ချက်ချင်းသေးသေးထားပြပါလို့ပြောဆိုလိုက်တဲ့စကားစံတွေကိုဗစ်ရှ်လူကကြားသွားကစိုးရင်ထိနေသွားခဲ့ပါတယ်ရေရရှိတွေကကာသမားကို ပုံချမ်းတပ်ပုံကိုပြတ်သားပြီးအတီးပြူခန်းတဲ့အခါဖန်ကန်ကြောင့်အတီးပြူပစ်လိုက်ပါတယ်စစ်စေးမှုအာရှာကလည်းတရေရရှိသားကစစ်စေးကိဖက်ကိုချက်ချင်းမဲထွက်လာခဲ့ပါတယ် ာရှကစစေးကိတ်ကိုရောက်ချလာကအကျိုးကြောင့်မင်းမြတ်လိုက်ပြီးတူလီစီရဲ့တပ်ဖွဲ့ကိုတောင်းယူထားနေပါတယ်ဘက်စတူးကလည်းလူလာတိန်ကားဒရိုင်ဘာရဲ့ပုံညာကိုပြန်လည်တောင်းယူထားနေပါတယ်အာရှကသူတို့ဆက်လက်လုဆောင်လိုက်ပါမယ်လို့ပြောဆိုပြီးဘက်စတူးကိုအေးပြန်ခန့်နေပါတယ်လူလာတိန်ကားပေါ်မှာတော့တူလီစီကစိုက်ချလက်ချအေးပြော်နေပြီးလူသားသမားကလူသူရှင်းတဲ့နေရာတစ်ခုစီကိုမောင်းထွက်လာခဲ့ပါတယ်ဘက်စတူးကလည်းစိုးရင်တကြီးနဲ့ဂျီယူတီယာထွက်လာခဲ့ပြီးတူလီစီကိုအသေးတန်လက်ရှာနေခဲ့ပါတယ်အာရှာတို့ကလည်းလူလာတိန်ကားကိုချီယာခံနိုင်ဖို့ကြိုးစားနေကြပြီးမိုးလင်းသွားခဲ့ပါတယ် မော်လင်းသားတော့ကြေးရွာလေးတစ်ခုကိုရရှိနေရကိုဒူလစီကသတင်းပြမိသွားခဲ့ပြီးကလေးတွေနဲ့တူစိတ်တွေကိုအစာကျွေးနေပါတယ်။ဒက်စကဒူလစီအတွက်အစာတော်တွေဝယ်လာပေးတဲ့အခါဒူလစီကကလေးတွေကိုလည်းမျှဝေပေးလိုက်ပါတယ်။နောက်တော့ဘစ်စနူးကအကြံတစ်ခုရရှိသွားခဲ့ပြီး DHTC အမြန်ချုံးပုတ်ကုမ္ပဏီတဲကိုဝင်ရောက်လာကအကျိုးကြောင့်ရှင်းပြပြဆိုလိုက်ပါတယ်။ဆရာတို့ရဲ့အမြန်ချုံးပုတ်လုပ်ငန်းကလူလူရောက်ပေါက်နေတဲ့ကြေးရွာတွေထိလိုင်းလံပို့ဆောင်ပေးနေကြတာ။ဆရာတို့တွေက highway လမ်းမပေါ်မှာရှိနေကြတာဆိုတော့လူသားသမားကိုကူညီပြီးရှာဖွေပေးကြပါဦး။ အပြစ်မရှိတဲ့ကောင်မလေးတယောက်ရဲ့အသက်ကိုကယ်တင်ပေးတာဖြစ်သွားတာပေါ့အဲလိုဗစ်စတိုးကတောင်းဆိုလိုက်တဲ့အခါမန်နေဂျာဖြစ်သူကလည်းသူရဲ့ဂရုတဲကိုလူသက်သမားရဲ့ပုံရိပ်ကိုလှမ်းဖို့ခံရပါတယ်အမြတ်ကျော်ဖို့ကားဒရိုက်ဘာတွေရဲ့ဖုန်းထဲကိုလူသက်သမားရဲ့ပုံရိပ်ကရရှိသွားခဲ့ပါတယ်တဖက်မှာသူလစီကမနစာစာကို ပြင်ဆင်နေရင်ဒက်စ်ကလည်းကားတစ်ကားကိုဖွင့်လိုက်ပြီးခွဲစိတ်ခံတော့ဓာတ်တွေကိုပြင်ဆင်နေပါတယ်။သူလစီကသမီးကိုအားရပါးရဆန်းနေပြီးဒက်စ်ကသူလစီကိုလှမ်းကြည့်နေရင်ကားတစ်ကားကိုပြေးလိုက်တော့ခြေချောပြီးတရာအောက်ကချောင်းလေးကိုပြုတ်ကျသွားခဲ့ပါတယ်။ ချောင်းထဲကိုမျောပါသွားတော့မဲ့ desk ကိုတူရစီကဆင်းခဲ့လိုက်ပြီးတန်းပေါ်ကိုဆွဲတင်လိုက်ပါလေခဏကြာတော့ desk တို့ကလူလာတဲ့ငောင်းနဲ့ကေးဆက်လာခဲ့ကြပါလေအဲ့ဒီအချိန်အမြန်ကျောဖို့ကားထဲမှာတစ်ယောက်ကလူလာတဲ့ငောင်းကိုသတိပြုမိတော့ခဲ့ပြီးဗီဒီယိုရယူကဂရီရဲကိုလှမ်းပို့လိုက်ပါလေမန်နေဂျာကလည်းစင်ပစ်တူကတူလစီတို့ရဲ့တင်ရကိုတစ်ချီသွားခဲ့ပါလေရတော့ပစ်တူက ARC ကိုဖုန်းနဲ့ဆက်ပြီးတင်းပြပို့လိုက်ပါလေကျွန်တော်တန်လျာရှိသူရဲ့တင်ရကိုရှာတွေ့ထားတယ်ကော်မတီကလည်းဘေးဘီကင်းနဲ့ရှိနေပါလေ ဗီဒီယိုဖိုင်ကိုအခုလှမ်းပို့လိုက်ပါမယ်လို့ပြောဆိုပြီးဘစ်တူကဗီဒီယိုဖိုင်ကိုလှမ်းပို့လိုက်ပါတယ်။အာရှာတို့ကလူသားသမားရဲ့နောက်ကိုချက်ချင်းလိုက်လာခဲ့တပြီးဘစ်တူကလည်းအသေးအတမောက်ထက်လာခဲ့ပါတယ်။အာရှာတို့ကလူလာတင်ကားလာမဲ့လမ်းကြောင်းပေါ်မှာအသင့်စားဆိုင်နေခဲ့ကြပြီးခဏကြာမှလူလာတင်ကားကရလာတဲ့အခါအာရှာကကားကိုတားဆီးလိုက်ပြီးတနက်နဲ့ထုတ်ရှင်လိုက်ပါတယ်။သူလစီကအခြေအနေတွေကိုနားမနေနိုင်ဖြစ်နေခဲ့ပြီးအာရှာကဒက်စ်ကိုတနက်နဲ့ခြေထားလိုက်ပါတယ်။ရေယာရှိကသူလစီကိုကားဝခေါ်တင်သွားခဲ့ပြီးအာရှာကဒက်စ်ကိုကားဝကနေဆင်းလာခဲ့ခဲ့ပါတယ်။ ရေယာရှိကဒက်စ်ကိုလက်ထက်ကဖန်ဆီခေါ်ဆောင်လာခဲ့ပြီးရက်စကကိုခေါ်ဆောင်လာခဲ့ပါတယ်။သူလက်စီကဒက်စ်ဘက်ကနေကောက်ခဲ့ပေးနေပြီးပြောဆိုနေပေမဲ့ဒက်စ်ကတော့ဘာမှပြန်ပြောပဲဒီတန်းနှုတ်ဆက်နေနေပါတယ်။နောက်တော့ဒက်စ်ကရေယာရှိနဲ့အာရှတို့ကိုတတ်ခတ်နေပြီးသူလက်စီကတော့ကြောက်လန့်နေခဲ့ပါတယ်။ကားထဲမှာယုံရင်ဆက်ကတွေဖြစ်နေခဲ့ကြပြီးကျောင်းတုံးတုံးကိုဝေတိုက်မိသွားခဲ့ပါတယ်။အာရှကသူ့ရဲ့တနက်နဲ့ထွက်ချလိုက်တဲ့အခါဒက်စ်ကတနက်ကိုလူယူလိုက်ပြီးရေယာရှိကိုတနက်နဲ့စတိုက်ပြစ်တက်လိုက်ပါတယ်။အာရှကိုလည်းတနက်နဲ့လှမ်းပြစ်လိုက်တဲ့အခါ သူလက်စီကကြောက်ရွံ့တုန်လို့သွားခဲ့ပြီးဘာစကားတစ်ခုမှပြောနိုင်မှုဖြစ်နေပါလိမ့်။ဒက်ကကားဘကနေအသားရဆင်းလိုက်ပြီးအာရှာကိုကားဘကနေဆွဲချပြလိုက်ပါလိမ့်။သူလက်စီကိုဇပင်ကနေဆွဲပြီးကားရှိကားမှဝင်ထိုင်ခတ်လိုက်ပါလိမ့်။သူလက်စီရဲ့လက်ကိုလက်လေးနဲ့အသေးချခတ်လိုက်ပြီးရဲကားနဲ့မောင်းတက်သွားခဲ့ကြပါလိမ့်။ဘစ်တူးကရောက်လာတော့လူလာတဲ့ကားကိုပဲတွေ့လိုက်ပြီးအသက်မြင့်မြော့လေးသာကျန်တော့တဲ့အာရှာကိုတိတ်မြင်သွားခဲ့ပါလိမ့်။ဘစ်တူးကသူ့ရဲ့ကားနဲ့အာရှာကိုတင်ခေါ်လာခဲ့ပြီးရက်စကန်ကိုဖုံးဆက်လက်အကြောင်းကြားလိုက်ပါလိမ့်။ အလေးဆက်ဆုံးဆေးရုံမှာအာရှကိုပို့ဆောင်ပေးလိုက်ပြီးသူလည်းဆေးရုံနောက်ကိုလိုက်လာခဲ့ပါတယ်။ဖဲချုပ်ခန်းကနေအာရှရဲ့ကားကိုကျဉ်းလိုက်တော့ဒက်စ်ကကားကိုရပ်တန့်လိုက်ပြီးလက်မပေါ်မှာဖြတ်သွားတဲ့ကုန်းကားတစ်စီးကိုလှမ်းတားလိုက်ပါတယ်။ကားဒရိုက်ဘာကိုတနက်နေ့ပြစ်ခတ်ရှင်းလင်းပြလိုက်ကသူလည်းဆေးကိုကားတော့ခန်းနဲ့ထည့်ပြီးတောင်းရင်တနေရာကိုမောင်းနေလာခဲ့ပါတယ်။ဘေဂျနူးကရောက်လာတဲ့အခါတေဆုံးနေဖြစ်တဲ့ကုန်းကားမောင်းသမားကိုပဲတင့်မြင်လိုက်ရပြီးသူရဲ့ဖုန်းထဲကလည်းစင်ကားနဲ့ဘက်ကိုရှာတွေ့တားခဲ့ပါတယ်။တောင်းနဲ့ထဲကိုရောက်တော့ဒက်စ်ကကားကိုရပ်တန့်လိုက်ပြီးသူလည်းဆေးကိုကားထဲကနေခေါ်ထုတ်လာပါတယ်။ တော်ရမရှိနေခဲ့တဲ့အင်တလုတ်ကိုဒက်ကသူလက်စင်းကိုခေါ်ဆောင်လာပါတယ်။ငါဘာလုပ်လဲ။ငါဘာလုပ်လဲဆိုတာကိုနင်းကစဉ်းစားတိတော့နေရမလား။ငါကတာမန်လူလာတဲ့ကားမောင်းတဲ့သူတယောက်ပါ။လူလာတဲ့ကားပေါ်မှာလူရည်တိခဲ့ရတာကိုမျက်မြင်တွေ့ခဲ့ရပါတယ်။သူတို့ရဲ့ဝိညာဉ်လေးခန္ဓာကိုယ်ကတွေထွက်သွားတဲ့အခါငါကအရက်ကိုပြွှင်လာခဲ့တယ်။အဲဒါကြောင့်ငါကလူတွေကိုစပီးတက်လာခဲ့တာ။သူတို့ရဲ့အောက်ဆီဂျင်အိုးကိုဖြုတ်လိုက်တဲ့အခါကြောက်လန့်ပြီးသေဆုံးသွားတယ်ကိုမြင်ရတဲ့အခါတိုင်းငါရဲ့စိတ်ထဲမှာအရက်ကိုအေးချမ်းသွားခဲ့တာ။ပြီးတော့ငါဘဝတွေကိုမိမချောလေးတိရောက်ဝင်ရောက်လာခဲ့တယ်။ ငါလည်းအမားရပြင်ပြီးတာမန်ဘွားလေးနဲ့နေထိုင်တော့ဖို့တဲ့ဆုပ်ဖြတ်ချက်ချခဲ့တယ်။ဒါမဲ့သူကငါထပ်ပို့ပြီးပျော်ရွှင်မှုတွေပေးနေတဲ့နောက်တစ်ယောက်စီကိုပါသွားခဲ့တယ်။နောက်တော့ငါလည်းဘလို့မှမခံစားနိုင်တဲ့ဆိုသူ့ကိုနှိမ့်ဆက်ပြီးတပြက်ပြစ်ခဲ့တာ။သူတည်သွားတာကိုပျော်ပျော်ကြီးငါကထိုင်ရှိနေခဲ့တာ။အဲဒီချိန်ကလေးစပြီးသူ့လိုမျိုးချောမောစားပါတဲ့မိန်းကလေးတွေမြင်တိုင်းငါရဲ့အသွေးအသားတွေကလည်းထူးဆန်းတဲ့ခံစားချက်တွေဖြစ်ပေါ်လာခဲ့တယ်။သူတို့နဲ့နေကဘာကွာသွားလဲသိလား။ငါလက်ထက်မှာအသက်ခံခဲ့ရတဲ့မိန်းကလေးတန်းကသူတို့အိမ်မှာသူတို့ကိုမျှော်နေမဲ့သူတွေရှိတယ်။ တို့တို့ကငိုကြေးပေးမဲ့သူတွေတည်းရှိတယ်။ဒါပေမဲ့နင်းစီမှာတော့တရားမှရှိမနေဘူး။ဘယ်သူမှနင်းကိုလာရှာကြမှာမဟုတ်ဘူး။နင်းသေးသွားလို့လည်းဘယ်သူမှဝန်ထဲပူဆွေးနေမှာမဟုတ်ဘူး။ငါတို့အတူတူလုပ်ဆရာရှိတာတွေအများကြီးကြံနေသေးတယ်။ငါရဲ့ဆာလာမှုကိုဖြည့်ဆည်းပေးမယ်မလားလို့ဒက်စကမေးမြန်းနေရင်ဘစ်တူကတော်တဲ့ကိုရလာကတူလစီရဲ့နာမည်ကိုအော်ခေါ်နေပါလေ။တူလစီကကြားသွားခဲ့ပြီးတသားပြားမှာဆက်နေခဲ့တဲ့တန်ချောင်းနဲ့ဒက်စကိုရက်ရှာပြလိုက်ပါလေ။တူလစီကအိမ်ထဲကနေပြေးထွက်လာခဲ့ပြီးဘစ်တူကိုဝမ်းသာအားရနဲ့ပြေးဖက်လိုက်ပါလေ။ ဒက်စကတစ်သားများကိုဆွဲဖြုတ်လိုက်ပြီးအိမ်ထဲကနေထွက်လာကဗစ်စနုကိုတဲကြီးမကြီးနဲ့တိုက်ခိုက်နေပါလေ။တယောက်နဲ့တယောက်ကျန်တဲ့တိုက်ခိုက်နေခဲ့ကြပြီးအစာပိုင်းမှာဗစ်စနုကအသာရနေပေမဲ့နောက်ပိုင်းမှာဒက်စကတကမ်းကြောင်နဲ့ရိုက်ချပစ်လိုက်ပါလေ။နောက်တော့ဒက်စကသူလစီရဲ့ပါးကိုရိုက်ချပစ်လိုက်ပြီးဗစ်စနုကိုကြောက်တော့နဲ့ဖိစက်မဲ့လို့မှတော်ထဲမှာရှိနေခဲ့တဲ့တော်ဟန်ကြားတဲ့ကောင်ကရောက်လာခဲ့ပါလေ။အဲ့ဒီကြာကဒက်စရဲ့သွင်းညင်နဲ့တွေကိုရာသွားကဖြည်းဖြည်းချင်းစီချစ်ကက်လာခဲ့ပါတယ်။နောက်တော့ဒက်စကိုဆက်ကပ်ပြလိုက်ပြီးတော်ထဲကိုခြီးသွားခဲ့ပါတယ်။ ။ဘစ်နူကတူလစီကိုဆွဲထုတ်ပြလိုက်ပြီးဘေကီယာကိုကောက်ဆောင်တောက်ခဲ့ပါတယ်။အန်ဒရာကနဒါနေဇန်နာကတောအုပ်ထဲမှာဒူးဆက်တဲ့အဖြစ်အပျက်တခုဖြစ်ပွားခဲ့ပါတယ်။ဟိုက်ဒရာဘတ်မြို့မှာပြင်းမှုကျူးလွန်နေခဲ့တဲ့စစ်စပ်ဝင်းဆက်ဒူးသက်သမားဟာကော်မာလီယာကိုဖမ်းဆီးခဲ့ပါတယ်။နောက်တော့အဲ့ဒီကော်မာလီကအသက်ဘေးကနေပြန်လည်လွတ်မြောက်သွားခဲ့ပါပြီ။အဲ့ဒီလူသက်သမားကတဘာဝတရားကြီးရဲ့အဖြစ်ပေးချက်ကိုခံရရပြီးတောထဲမှာရှိနေတဲ့စာတောင်လေးတဲ့ကြားတစ်ကောင်ရဲ့အစာဖြစ်သွားခဲ့ရပါတယ်။လေလာခဲ့တဲ့မိန်းကလေးကိုလည်းအမြန်ဆုံးတတ်တာလာစေဖို့ဆူတောင်းမြေတာပို့တတ်အပ်ပါတယ်လို့ ။ဒရင်ထဏာတစ်ခုကလည်းဒရင်တို့ဘုတ်ကိုထွက်လင်းတင်ဆက်နေပြီးဇလန်လေးကပြီးဆုံးသွားခဲ့ပါပြီ။ပူကင်းတွေမှာစကောင်းလေးတကားကိုခန်းစားတင်ဆက်ပြသဖြစ်တာကြောင့်အစီအစဉ်လေးကိုဒီပါရဲဆောက်တက်လိုက်ပါရစေ။ကျွန်တော်ကတော့တင်ဆက်သူ PK ပါ။